ညလင်းတဲ့ကြောင့်အကွဲသွားတဲ့အကြောင်းကနေစိတ်နှင်းချောက်ရှိနိုင်တဲ့ချော်ရည်တွေထွက်ရှိလာခဲ့တဲ့ဒေသ ငလင်းနဲ့ကြောင့်မြန်မာနိုင်ငံအားချက်ချင်းဆိုသလိုဝန်နည်းစရာဖြစ်ပျက်တွေနဲ့ပြည့်နေသွားကြရပါပြီ။အာရှနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံနဲ့တခြားဘက်မှလည်းငလင်းလုတ်ပေးပြီးမြန်မာနိုင်ငံကသာငလင်းတံကိုလူလဲခန်းစားလိုက်ရှာတာပါ။ငလင်းပေးကြမလို့စာအုပ်တွေပြားကြီးပြိုကျကုန်တဲ့အတွက်နေမလျှော့တဲ့ဘဝတွေကိုနေချင်းညာချင်းဆိုင်လိုက်ကြရပါပြီ။ဒါပြီးမိသားစုဝင်တွေကလည်းဘယ်တော့မှပြန်မလာနိုင်တဲ့လမ်းကိုသွားကုန်ကြပါပြီ။ဒါပြီးငလင်းကပြည့်ထက်လုံးတဲ့အတွက်လမ်းတချို့ဆိုရင်လည်းလမ်းကြောင်းတွေပျောက်သွားကုန်တာပါ။ဖြောင်းနေတဲ့လမ်းကနေကွေးကွာသွားတာမျိုးတွေလည်းရှိပါသေးတယ်။ ဒါပြင်မြေတွေအကွဲကရေတွေရှက်ထွက်လာတဲ့ဖြစ်မျိုးလည်းရှိပါသေးတယ်။ဒီလိုမျိုးဖြစ်နေပြီးဒေသတစ်ခုမှာတော့မြေအကွဲကြောင်းတွေအများကြီးအကွဲသွားခဲ့ပါသေးတယ်။ဒါပြင်ရေတွေထွက်လာတာမဟုတ်ဘဲချိုးရီလိုရှားမျိုးထွက်လာခဲ့တာပါ။ ချိုရီရောင်ကအပြာရောင်ဖြစ်နေကြတာဖြစ်ပြီးချိုရီတွေဟာပပွက်ဆူနေတဲ့အနေထားတွေလည်းဖြစ်နေကြတာပါဒေသခံတွေကတော့ချိုရီတွေထွက်နေတာဆိုပြီးအန်အောသစ္စာနဲ့တွားကြည့်နေကြတာပါလူအများနဲ့မြင်စေဖို့ဗီဒီယိုရှိုက်ခါဆိုရှယ်မီဒီယာပေါ်မှာတင်လာကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘူမိဗီရာပညာကိုလေ့လာနေသူတို့ကချိုရီမျိုးစားကိုလေ့လာကာသုံးသပ်နေကြတာပါလေ့လာနေသူတို့ကတော့အဆိုပါချိုရီတွေကတန်မိုးရှိတဲ့စိတ်နှင်းကြောက်ရှိနိုင်ကြောင်းဖော်ပြနေတဲ့နေရာလို့သုံးသပ်နေကြပါအပြာရောင်ချိုရီတွေကအောက်မှာစိတ်ကြောရှိနေရာကိုဖော်ပြနေတာလို့သုံးသပ်ကတကယ်သာစိတ် ကျော်ဖြစ်နေမယ်ဆိုရင်မြန်မာတိုင်းနိုင်ငံလုံးချမ်းသာနိုင်မယ်ရှိဖြစ်ပါတယ်။ဒါပေမဲ့လေခေတ်ကာလချင်းနေရအစ်စ်ဖြစ်နေခဲ့ရင်တောင်မှမျောလင်းချက်ကတင်းမရှိပြန်မှုဆိုပြီးလွယ်များကဝမ်းတာရမယ်စာစိတ်ပြေအားလျှော့နေကြတာပါ။ငလင်းပေးကြောင်းမို့အခုလိုရွှေလန်းကြောင်းနေစိန်တိုက်တွေပေါ်လာတဲ့တာရကတွေလည်းအများကြီးရှိကြတာပါ။ကြာပြီးဗီဒီပညာကိုသိချလေးလာနေတဲ့ပညာရှင်တို့ကလည်းမြန်မာနိုင်ငံကငလင်းပေးကြမှုတမိုးကြီးရနာတွေရှာတွေ့ကအစင်းရဲဆုံးနိုင်ငံဖြစ်ကနေအချမ်းသာဆုံးနိုင်ငံဖြစ်ကိုရောက်ရှိသွားနိုင်တယ်လို့ဟောထားပူပါရီ။ ငလင်းကြောင်မှသမိုင်းဝင်စီရီပထိုးတွေဆုံးရှုံးလိုက်ရပေမဲ့အင်းဝါဘမှာရှင်းအောင်စာအုပ်တစ်ခုက ပေါ်လာခဲ့ပြန်တာပါ။ငလင်းအကွဲကြောင်အောက်ကနေစာအုပ်တစ်ခုကပေါ်လာခဲ့တာပါ။ဒီဘက်ခေစောက်ထားတဲ့စာအုပ်မဟုတ်ဘဲလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကစောက်ထားတဲ့ဘိသူကလက်ရာတွေပါနေခဲ့တာပါ။ဒါကြောင့်မလို့ပျက်စီးသွားကြတဲ့ရှင်းအောင်စာအုပ်တွေစာပြန်ရောင်းလိုက်ပြီလို့ချွတ်ရလဲခံမနေကြပါရီ။တာဝန်ရှိသူတွေကတော့စောပါစာအုပ်ကိုတေချာပြန်ဖော်မေးလို့လည်းသိရပါရီ။ ညလင်းလွတ်သွားတဲ့အချိန်မှာမြေဆိုင်မြေခွဲတွေနေရာတွေရှေ့သွားတဲ့အတွက်မြေမြုပ်နေတဲ့အစာအုပ်ချို့ကပေါ်လာခဲ့တယ်လို့အချို့နေရာတွေမှာရေလန်းကြောက်ပိတ်ဆို့သွားတာတွေလည်းဖြစ်ကုန်တာပါ။ကိုလာပိုင်းမှာရှေးပေးတဲ့ကြုံတွေ့ရပြီး၃လပိုင်းမှာငလင်းပေးကြုံတွေ့ရတဲ့အတွက်လူဝင်များမှလည်းခံနိုင်ရမရှိကြတော့ပါဘူး။နောက်ထပ်ကပ်ပေးတွေမလာပါစေနဲ့လို့တော့ဆူတောင်းကစိုးရင်စီတွေပြည့်နေနေကြရတာပါ။ငနေနဲ့ကြောက်အကွဲသွားတယ်အကြောင်းကနေစိန်လဲချောင်းတွေတကယ်ပဲရှိလာနိုင်မယ်လို့ထင်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းနဲ့တဘာဝဘေးအန္တရာယ်ကြီးမှာကင်းလွတ်ကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်မြန်မာနိုင်ငံကြီးလေးအမြန်ဆုံးနေကောင်းကျန်းမာလာပြီးတော့မြန်မာပြည်သူပြည်သားအားလုံးလည်းစိတ်ချမ်းသာကိုကျန်းမာနေဖြတ်တန်းနိုင်ကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါစေရှင်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်